အားလုံးပဲမင်္ဂလာပါရှင်အခုတင်ဆက်ပေးမှာကတော့ချင်းပြည်နယ်တောင်ပိုင်းမှာငွေစက်ကူတွေရှာပါပြက်လက်နေတာကြောင့်ငွေကြေးသုံးစွဲသူပြည်သူတွေအခက်အခဲနဲ့ကြုံတွေ့နေရတယ်ဆိုတဲ့သတင်းမှာရှင်းပြည်တောင်ပိုင်းပလောက်ဝမတူပြီးမင်းတန်းနဲ့ကံပတ်လက်မြို့နယ်တွေထဲမှာငွေစက်ကူတွေရှာပါလာနေပြီးငွေကြေးလင်းလေထုတ်ယူဖို့ဝေမန်နီးနဲ့ကေပေးတွေနဲ့သာအသုံးပြုနေရတဲ့အပြင်ငွေထုတ်ဖို့ရနေချီစောင့်ဆိုင်နေကြရတယ်လို့ဆိုပါတယ်ပလောက်ဝဒေသခံတအူးက ငွေစပူတွေကအပြည့်အစုံနဲ့ဟောင်းနှဲနေတာတွေပဲများနေတာရှိတဲ့ဆိုင်မှာထုတ်ပြန်တော့သုံးလရဲ့စောင်းရတယ်ရောရောစိုးရိုးပဲသွားထုတ်ရင်တော့လွယ်လွယ်ရပါမယ်ခီးစိမ့်တွေကမကမီဘူးလို့ CJ platform ကိုပြောပါတယ်အခုလောငွေစကူတွေရှားပါလာတာကြောင့်ကျမရေတာရင်နာရေးအပြင်ဈေးရောင်းဈေးဝယ်တဲ့နေရာတွေမှာများစွာအခက်ကြုံနေရတယ်လို့စုံစမ်းသိရှိရပါတယ် ဒါအပြင်ဝင်းနေကေပေးထောက်ယူရမှာလဲငွေထောက်ကဈေးကြီးပြီးလိုသလောက်ထောက်ယူမရတာတွေအပြင် ထောက်ယူတဲ့ဆိုင်မှာငွေဆက်ကုန်မရှိရင်လဲထောက်ယူလို့မရဘူးလို့ဒေသခံတအိုးကလည်းပြောပါတယ်။ငွေဆက်ကုန်လဲလဲနိုင်ဖို့အတွက်ရောင်းနေတဲ့ကိုတွားရောက်လဲလဲလို့ရပေမဲ့ခရီးစိတ်က၄သိန်း၅သိန်းဝန်းကျင်ရှိနေတာကြောင့်ငွေသသိန်း၂သိန်းထောက်ဖို့အတွက်ဆိုရင်ငွေလဲဆိုင်တွေကိုအားကိုးနေရတယ်လို့ဒေသခံတွေစီကနေသိရပါတယ်။ ဝင်စကူတွေအခက်ခဲတွေဖြစ်နေရတဲ့ပတ်သက်ပြီးဖြည့်ရှင်းပေးနိုင်ဖို့ချင်းချင်းအောင်တပ်ဖွဲ့ဝင်မင်တက်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူစလိုင်းရောမန်ကို CJ ပလက်ဖောင်းအနေနဲ့မေးမြန်းဆက်သွယ်ထားစေဖြစ်ပါရဲ့ရှင်။ကျမနွေနွေပါ။